မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့တသက်မရင်တင်ချာအတွဲချက်ကအခန်းတော်စာမျက်နှာ38မှာရှိတယ်။ပုံတသက်မနေ့တသက်မနှစ်ကအနည်းဆုံးတန်ဖိုးယူခြင်းဆိုတာပဲဖြစ်ပါတယ်။အဲ့တော့ကြည့်အောင်နော်။အနည်းဆုံးတန်ဖိုးယူခြင်းတခါတည်းရန်၌လက်တွေ့ဘဝတွင်ကိင်္ဂနန်းတန်ဖိုးများကိုအနည်းဆုံးတန်ဖိုးများအရာနိုင်ရှင်ရသည်။ကိင်းပြည့်များ၏အနည်းဆုံးတန်ဖိုးများယူရာတွင်၁၀ကိင်း၊၁၀ကိင်း၊၁၀၀ကိင်းအစရှိသည့်ဖြစ် အနည်းဆုံးအထိအမှန်ယူ၍ဒသမကိန်းများ၏အနည်းဆုံးတန်ဖိုးများယူရာအတွင်းဒသမအမှတ်ဤနှောင်းမှာဆယ်စိတ်ပိုင်းရာစိတ်ပိုင်းစသည်တို့ဖြင့်အနည်းဆုံးအမှတ်ယူရသည်တဲ့အဲ့တော့ဆရာမတို့ကလက်သေးဘဝမှာကိန်းငင်းတဲ့တန်ဖိုးတွေအနည်းဆုံးတန်ဖိုးယူရတဲ့အခါမှာရှိတယ်အဲ့လိုတန်ဖိုးတွေယူပြီးတော့မှနိုင်ရှင်ရတာလည်းရှိတယ်ကိန်းပြည့်တွေရဲ့အနည်းဆုံးတန်ဖိုးယူတဲ့အခါမှာတော့10ကိန်း၊100ကိန်း၊1000ကိန်းစသဖြင့်ဆရာမတို့အနည်းဆုံးယူခဲ့ကြတယ်။ ဒသမဂိန်းတွေရဲ့အနည်းဆုံးတန်ဖိုးတွေယူတဲ့အခါမှာဆိုရင်တော့ဒသမအမှတ်ရဲ့နောက်အဲ့ဒီအနောက်ကလည်းစပြီးတော့မှဆရာမတို့ကအနည်းဆုံးအမှတ်ကိုယူရမယ်ဆယ်စိတ်ပိုင်းရာစိတ်ပိုင်းစသဖြင့်အနည်းဆုံးအမှတ်ကိုအဲ့ဒီကနေစပြီးတော့ယူရပါမယ်တဲ့အဲ့တော့ဟိုဘက်ကစာအုပ်ဖတ်ရင်းနဲ့နားလည်သွားမှာပါ ဥပမာချက်က989.98ကိုအနည်းဆုံးဂိမ်းနဲ့10ဂိမ်းအထိအမှန်ယူကြမည်ဆိုပါဆိုအနည်းဆုံး100ဂိမ်းနဲ့အနည်းဆုံး10ဂိမ်းအထိအမှန်ယူကြပါမယ်တဲ့အဲ့တော့ပထမအဆုံးဆက်မလို့ပါလို့မလဲကြည့်ပဲနော်အနည်းဆုံး100ဂိမ်းအထိအမှန်ယူရန်အတွက်989.98ဒီရာဂိမ်း900နဲ့800ကြားတွင်ရှိကြောင်းဥစွာသတိပြုရမယ်အဲ့တော့ပထမအဆုံးဆက်မလို့သိရမှာဒီ989.98ဆိုတာက900နဲ့800ကြားထဲမှာရှိတယ်ဆိုတာကိုသိရမယ် အဲ့ဒီခါကျတော့ကျွန်တော်တို့ဒီ900နဲ့ပိုနီးသလား800နဲ့ပိုနီးသလားဆိုတာကိုသိချင်တယ်ဟုတ်ပြီနော်အဲ့ဒါကြောင့်မို့လို့ဒီလိုမျိုးမိတိရာဂိန်းနဲ့ပိုနီးကြောင်းသိရှိရန်အတွက်ဒီ989ဒသမ68ကနေ900အောင်နှုတ်မယ်သူကငယ်တဲ့အတွက်ကြောင့်မို့လို့ငယ်တဲ့ဂိန်းကိုကျွန်တော်ဆက်မနှုတ်ကြည့်မယ် 989ဒသမ98ကနေ900အောင်နှုတ်မယ်။ပြီးတဲ့ခါကျတော့ဒါကကြီးတဲ့ဂိမ်းဖြစ်တဲ့အတွက်ကြောင့်ကြီးတဲ့ဂိမ်းကြီးရနေပြီးတော့ငယ်တဲ့ဂိမ်းကိုနှုတ်မယ်။800ကနေ989ဒသမ98ကိုနှုတ်မယ်။အဲ့ဒီနှုတ်လို့ရတဲ့နှုတ်လက်နှစ်ခုနိုင်ရှင်မယ်။ဟုတ်ပြီနော်။အဲ့ခါကျတော့ဒီမှာဆရာမတို့ဒီ989ဒသမ98ကနေ ခုနှစ်အောင်နှုတ်တယ်ဒါနှုတ်တာကလေးတို့သိပြီဒါဘယ်လောက်ရလဲဆို89.9ရှေ့ရတယ်800တသမ3ညဒါတော့ဖြည့်ထားတာပေါ့နော်အဲကကြတော့3ညတည်းကနေ89နှုတ်တော့2ဒါက9ဆိုတော့3ညဒါနှုတ်တဲ့အဲ့တော့ဘယ်လောက်ရလဲဆို30တသမ3ညနေရတယ်အဲ့တော့ဒီနှစ်ခုကိုနိုင်ရှင်ကြည့်တဲ့အခါမှာဒီဘက်က30တသမ3ညနဲ့ကနှဲတယ်ဟုတ်ပြီနော်ဘယ်လိုဖြစ်မလဲဆိုတော့30တသမ3ညနဲ့ကငယ်တယ်89တသမ98ထက်ကိုငယ်တယ် ဲ့တော့သူ့ရဲ့ခြားနာခြင်းတွေကိုနိုင်ရှင်တဲ့အခါမှာဒီကခြားနာခြင်းကနည်းနေတယ်ဒီလိုဖြစ်နေတယ်အဲ့ဒါအကြောင်းမလို့ခြားနာချက်တန်ဖိုးနည်းသည့်ရာကင်း800နဲ့ပုံနီးပါသည်တဲ့အဲ့ဒါအကြောင်းမလို့ဒီ10တက်မှာ300နှစ်ကနည်းတာဖြစ်တဲ့အတွက်အကြောင်းမလို့ဒီနှစ်ခုနိုင်ရှင်ကြီးတော့နည်းတဲ့ကိန်းနဲ့သွားပြီးတော့မှဒီ800နဲ့ပို့ပြီးနီးတယ်ဆိုတာကိုသိရပါတယ်တဲ့ရာကင်းနဲ့ဟုတ်ပြီနော်အဲ့တော့ဆရာကဒီလိုမနှုတ်မကြည့်ပဲနဲ့တော့မှဒီမှာ989ဆိုရင်900နဲ့နီးလား800နဲ့နီးလားဆရာတို့သိပြီးပြီဟုတ်ပြီနော်ဒါပေမဲ့ဒါကတော့တွက်နီးအ ရာဆရာမတို့ကနိုင်ရှင်ကြည့်ပြီးတော့မှမနဲတဲ့ gain နဲ့ဟိုဒီ30ဒသမ3ညနဲ့ရတဲ့အဖြစ်ရတဲ့ gain နဲ့မှသွားပြီးတော့မှပို့ပြီးတော့နှီးတယ်ဆိုအောင်သိရမယ်ဟုတ်ပြီနော်နောက်တော့ဆရာမတို့ကအနည်းဆုံး10ခင်းရဲ့ထိချက်ပြီးတော့မှစဉ်းစားကြည့်နေ။အဲ့တော့အနည်းဆုံး10ခင်းရဲ့ထိကြည့်မယ်ဆိုရင်ဒီမှာ89ရှိတယ်။အဲ့ဒီက89ဒီ89က80နဲ့90ကြားထဲမှာရှိရယ်။အဲ့ဒါကြောင့်မလို့80နဲ့ပိုနီးလား90နဲ့နီးသလားဆိုတော့စဉ်းစားမှာ အဲ့ဒါကြောင့်ဆရာမတို့ကဒီရခွန်ကိုထက်ထည့်လိုက်တော့989ဒီ980နဲ့နှီးသလား990နဲ့ပို့ပြီးတော့နှီးသလားဆိုတော့စဉ်းစားမယ်။ ဟုတ်ပြီနော်ခုခဏဖြုတ်ပြီးစဉ်းစားလိုက်ပေါ့ summer rule မှာရှိတာ89 89ဒီ80နဲ့90ကြားထဲမှာရှိရဲအဲအားကြောင့်ရှေ့ကခွန်ထည့်လိုက်တော့989က980နဲ့990ကြားထဲမှာရှိရဲဒါပေမဲ့980နဲ့ပိုနီးလား990နဲ့ပိုနီးလားဆိုတာကိုသူတို့ရဲ့နှုတ်လက်ကိုနိုင်ရှင်ပြီးတော့မှစဉ်းစားကြည့်လေအဲ့ဒီတော့980ကငဲတာဆိုတော့989တဲ့ရတယ်ဒါအောင်တော့မယ်ဒါကများတဲ့ gain ဆိုတော့များတဲ့ထဲကနဲတာအောင်တော့မယ် ဟုတ်ပြီနော်အဲ့ခါကျတော့ဆံကတော့ဒီမှာနှုတ်ကြည့်တယ်989ဒသမ4ရှစ်ကနေ980ကိုနှုတ်လိုက်တော့9ဒသမ9ရှစ်ရတယ်ဒီဘက်မှာများတဲ့ထည့်ရနဲ့အောင်လုပ်လိုက်တော့3ဒသမ3နဲ့ရတယ်အဲ့တော့ဒီက3ဒသမ3နဲ့ကသူတို့ကိုနိုင်ရှင်လိုက်တဲ့အခါမှာနည်းတယ်အဲ့တော့သူကဘာနဲ့ပုံနည်းလဲဆိုတော့990နဲ့ပုံနည်းတယ်ဆိုတော့သိရတယ်ဟုတ်ပြီလားအဲ့တော့ဆံကတော့ဒီမှာဖတ်လိုက်တာနဲ့လည်းသိပါတယ်ဒါက990နဲ့ပုံနည်းတယ်ဆိုတဲ့အကြောင်းဒါပေမဲ့ဆံကတော့ဒီလိုနှုတ်တဲ့နှုတ်လက်ချင်းချင်းနိုင်ရှင်မယ်ပို့ပြီးနည်းတဲ့ဂိမ်းတွေ နဲတဲ့ဂိမ်းနဲ့ခုနနှုတ်တော့ဟာဒါ990စီကနှုတ်ထားတာဆိုတော့990နဲ့ပုံပြီးပါတယ်တဲ့ဟုတ်ပြီနော်ဟုတ်ပြီဒီ990ဆိုတာကတော့အနည်းဆုံး10ဂိမ်းအထိနီးရယူလိုက်တာအပေါ်မှာ800ဆိုတာကတော့အနည်းဆုံး100ဂိမ်းအထိနီးရယူတဲ့တန်ဖိုးဖြစ်တယ်ဟုတ်ပြီနော်ဥပမာ net ကိုဆက်ကြည့်ပါမယ်34.356ဒီ34.356က34.35နဲ့34.36ဒီနှစ်ခုအနှက် မိဒီနဲ့ပို၍နှီးကြောင်းစူးစားကြပါမည်တဲ့အဲ့ခါကျတော့ဆံမတို့ကဒီနှစ်ခုသူတို့ရဲ့ခြားနာချက်ကလေးတွေကိုနိုင်ရှင်မယ်34ဒသမ356ကနေ34ဒသမ35ကိုနှုတ်မယ်ပြီးတော့မှဒါကများတယ်လေညာတဲ့ခါကျတော့ဒီတရားနဲ့ကျတော့သူ့ကိုနှုတ်ပေးမယ်34ဒသမ36 39ကနေပြီးတော့မှ34ဒသမ356ကိုနှုတ်မယ်ဒါသူ့ပေးထားတဲ့ဂိတ် ဟုတ်ပါနော်များတဲ့ထဲကနဲတာအောင်လုပ်မယ်များတဲ့ထဲကနဲတာအောင်လုပ်နှုတ်လိုက်တဲ့ခါကျတော့ဆက်ပါဒီမှာရဖြေရသွားပြီ၃ညတမ၃ည၃ည6ဒီဘက်က၃ညတမ၃ည၃ည4အဲ့တော့နှုတ်တာတော့သိပါတယ်ဒါ၃ညတွေက6ခုလုံးမနှုတ်လား10ချီ10တွေက6ခုလုံးတော့4ကျင်6က5ဖြစ်9တွေက9ခုလုံးတော့3ည3ညတွေက3ညလုံး3ည4ချီက4ခုလုံး3ည ၃ရက်၃ဝင်လို့တော့၃ရက်ရပြီနော်ဒီဘက်ကလည်းအဲ့လိုပါပဲဒါနှုတ်တာလဲပါရဲ့အဲ့ခါကျတော့ဒီမှာသူတို့နှစ်ခုနိုင်ရှင်တဲ့ခါကျတော့၃ရက်တမ၃ရက်၃ရက်၄ရက်နှဲတယ်၃ရက်တမ၃ရက်၃ရက်၆ကမြားတယ်ဒါကြောင့်မလို့တန်ဖိုးနှဲတယ်ခြားနာချက်တန်ဖိုးနှဲတယ်၃ရက်တမ၃ရက်34တမ၃ရက်၆နဲ့ပို့ပြီးတော့မှနှီးပါတယ်အဲ့တော့ဒီမှာသူကဗာနဲ့ပို့နှီးလဲဆိုတော့34တမ၃ရက်၆ခြားနာချက်တန်ဖိုးနှဲတဲ့ဂိတ် ဟုတ်ပြီလားအဲဆာနာချက်တမိုးနေတာက3ည3ည3ည4အဲ့တော့သူ့ရဲ့တမိုးကဒီမှာသူ့ရဲ့ gain ကကြတော့34တမ3ည6 3ညညပြီနော်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာတိသွားပြီ34တမ3ည5 6ဒီ34တမ3ည6နဲ့ပို့ပြီးတော့နှီးပါတယ်ဟုတ်ပြီနော်အဲ့တော့ဆက်ကြည့်မယ် 34.36ခုနနီးတယ်ဆိုတဲ့ဒီကိန်း34.36ဒီ34.356ဒီမှာပေးထားတဲ့34.356ရဲ့အနည်းဆုံးရာစိတ်ပိုင်းအနည်းဆုံးရာစိတ်ပိုင်းတသမာ200အထိရာစိတ်ပိုင်းဆိုတော့ဆယ်စိတ်ပိုင်းရာစိတ်ပိုင်းအထိဒီထိယူထားတာဒီထိယူထားတာဆိုတော့ဆရာမဒီနောက်ကကိန်းကိုကြည့်တယ်ကြည့်တော့6ဆိုတော့ရှေ့ကိုတက်တိုးလို့ရတာမို့လို့34.36ဖြစ်တာဖြစ်တယ်ဆိုတာလေးကိုသူကဒီမှာရှင်းပြထားတယ်ရပြီနော် ဥပမာ၃က16.25သည်16.2 16.3လို့အနဲ့မီဒီဂိတ်နဲ့ပို၍နေကြောင်းစဉ်းစားကြမိတဲ့အဲ့တော့ကျွန်မတို့နှုတ်မှာပေါ့16.25က16.2ချက်များတဲ့အတွက်သူထည့်ရနေသူ့ကိုနှုတ်မယ်16.3ကကြီးတဲ့အတွက်ကြောင့်မို့သူထည့်ရနေသူ့ကိုနှုတ်မယ်ကြီးတဲ့ကိန်းကလည်းငယ်တဲ့ကိန်းကိုနှုတ်လိုက်နှုတ်လိုက်တော့ရတဲ့အဖြစ်ဒီ3.35ရတယ် 300.305ဒါကြောင့်မလို့16.25ဒီသူကတူတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ16.2နဲ့ပိုနည်းသလား16.3နဲ့ပိုပြီးနည်းသလားဆိုတာကို မဆုံးဖြတ်နိုင်ပါဘူးတဲ့ဟုတ်ပြီနော်မဆုံးဖြတ်နိုင်ကြောင်းတွေ့ရသည်အဲ့တော့ဒီမှာဆရာမတို့ကိန်းတစ်ခုရဲ့အနည်းဆုံးတန်ဖိုးရှာတဲ့အခါမှာအောက်ပါအဆင့်တွေကိုအသုံးပြုရပါမယ်တဲ့အဆင့်လေးစင်းရှိတယ်။အဲ့တော့ဒီဘက်ကဒီဟာလေးတွေဖတ်ပြီးဒီဘက်မှာဇာတ်ကွက်ကလေးရှိတယ်။အဲ့ဒီဇာတ်ကွက်ကိုရှင်းလိုက်လို့ရှင်အကုန်ရသွားပြီဟုတ်ပြီနော်။ ဲ့တော့အနည်းဆုံးတန်ဖိုးယူရသည့်နေရာဤလက်ရာဖက်နှောက်ဖက်မှကလျက်ရှိတဲ့ခနဲ့ကိုကြည့်ပါဥပမာဆရာမတို့ပြောချင်တာကတော့၃ရက်တည်းတမ၅၆ပွဲဆိုပါစို့ဆရာမတို့ဒီထိပဲလူချင်းလဲဆယ်လေးစိတ်ထိပဲလူချင်းလဲဆိုရင်ဆရာမတို့ကသူ့ကိုကြည့်ရလေဟုတ်တယ်မလားအဲ့တော့၆ဖြစ်နေတဲ့အတွက်တစ်တူလို့ရတာမဟုတ်လို့၃ရက်တည်းတမ၆လို့ယူတယ်ဆိုတာကိုပြောချင်တာဟုတ်ပြီလားတကယ်လို့သူက၃ရက်တည်းတမ၅လေးပဲဆိုရင်ဆယ်လေးစိတ်ထိပဲယူချင်းလဲဆယ်စိတ်ပိုင်းထိပဲ အဲ့ဒါဆိုရင်လည်းလေးကိုကြည့်မယ်။လေးကတက်သုံးလို့မရတာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့အဖြေဒီ3.5ပဲဖြစ်တယ်။ဟုတ်ပြီနော်။ဒါကိုပြောချင်တာသူ့ရဲ့နှောက်ကတလုံးကိုကြည့်မယ်။ကလေးရဲ့ရှိတဲ့တလုံးကိုကြည့်မယ်။သူကနန်းဒီငါးအောက်ငယ်တော့ကနန်းဖြစ်နေပါကယူလို့တော့နေရာရှိကနန်းတိုင်းထားပါဒီမှာဆရာမတို့ငါးအောက်ငယ်တာဖြစ်လို့၃ရက်သက်မှ၅ကိုဒီဟာတက်တူလို့မရအောင်ဆိုတော့၃ရက်သက်မှ၅ပဲယူမှာဆရာမတို့ကဒါဆယ်လီစိတ်ထိယူတာကိုစဉ်းစားတာဟုတ်ပြီနော် ထိုကနန်းသည်ငါးသို့မဟုတ်ငါးထက်ကြီးပါကဒီကကလရက်ရှိတဲ့ကနန်းသည်ငါးသို့မဟုတ်ငါးထက်ကြီးမယ်ဒီမှာ6ဖြစ်နေတယ်ဆိုတော့ရှေ့ကိုတက်တိုးယူလို့ရပါတယ်တဲ့အဲဆိုတော့ယူလို့တော့အနည်းဆုံးနေရာမှာကနန်းတက်တိုးရပါမည်ဆိုလိုတာကဒီ6ကနေပြီးတော့မှတက်တိုးတော့900ရဒီ3.6ဖြစ်သွားတယ်ဆိုတာပြောတာဟုတ်ပြီနော်ထိုတို့အနည်းဆုံးတန်ဖိုးယူပြီးတော့ထိုကနန်းနောက်၌ကျန်နေသောနေရာများရှိပါကထိုနေရာများနဲ့တုံညများအစားထိုးပါတဲ့ ထို့သို့အနည်းဆုံးတန်ဖိုးယူပြီးတော့ထိုကနေနှောင်း၌ကျန်နေသောနေရာများရှိပါကထိုနေရာများတွင်0များအစားထိုးပါဒါတော့ဒီဘက်မှာစဉ်းစားရင်လည်းရသွားမယ်ပေါ့နော်ဥပမာဒါဟုတ်ကလေးတို့အနေနဲ့3ညတစ်သက်မှာ5 3ညယူတာမျိုးအဲ့လိုမျိုးပြောချင်တာ3ညတစ်သက်မှာ6 3ညယူလိုက်တာမျိုးပြောချင်တာပါဒါဒီဘက်ကိုရှင်းရင်းနဲ့ရသွားမှာဖြစ်ပါတယ် အဲ့တော့အနည်းဆုံးတန်ဖိုးယူလိုသောနေရာအထိရေတွက်ရာတွင်ကိန်းပြည့်များအတွေ့ဒသမအမှန်မှဆာ၍လက်ရာဖက်လက်ရာမှလက်ဝဲတို့ခုကိန်းဆယ်ကိန်းရာကိန်းစသဖြင့်ဒါတော့အနည်းဆုံးတန်ဖိုးယူတဲ့အခါမှာခုကိန်းဒါကအပြည့်ကိန်းနေကိန်းပြည့်တွေအတွက်ပြောတာဥပမာ136နဲ့6ဒါဆိုရင်ဒါကခုဒါကဆယ်ခုကိန်းဆယ်ကိန်းရာကိန်းဒီလိုမျိုးသူရဲ့ရေတွက်ပြီးတော့မှဒါဒီအနည်းဆုံးတန်ဖိုးယူနေ သတ္တမအမှတ်ကိုကတော့သတ္တမရဲ့လက်ရာအဖက်သတ္တမရဲ့ဒီဘက်မှာဒီဒါဆယ်လီစိတ်ဥပမာ9 3 6 10ဆယ်လီစိတ်ရလီစိတ်အာဒါထောင်လီစိတ်ပေါ့ဆယ်စိတ်ပိုင်းရစိတ်ပိုင်းထောင်စိတ်ပိုင်းအဲ့လိုနဲ့သွားပြီးတော့မှရေးတွက်ပြီးတော့မှဆမရိုအနည်းဆုံးတန်ဖိုးယူပါမယ်။ညဒီမှာရှင်းကြအောင်နံပါတ်7ကမူလကိန်းပေးထားတဲ့အာဒီမှာမူလကိန်းရှိတယ်အနည်းဆုံးတန်ဖိုးယူရမယ့်နေရာပြထားတယ်အနည်းဆုံးတန်ဖိုးယူရင်စဉ်းစားပုံအနည်းဆုံးတန်ဖိုးယူမယ်။ ဟုတ်ပြီနော်အဲ့ခါကျတော့215တက်မှ35ရှိတယ်။ဆရာမတို့ကအနည်းဆုံးအပြည့်ဂိမ်းလိုချင်တယ်။အပြည့်ဂိမ်းလိုချင်တာဆိုတော့215ကိုလိုချင်တာ။အဲ့ဒါဆိုရင်သူ့နောက်ကတနေရာကိုဆရာမတို့ကစဉ်းစားမှာ။ဒီ3ဆိုတဲ့နေရာကိုစဉ်းစားမယ်။အဲ့ဒီ3က9ထက်မကျော်ဘူးဆိုတော့ဆရာမတို့ကရှေ့ကိုတိုးလို့မရဘူး။အဲ့တော့အနည်းဆုံးအပြည့်ဂိမ်းဆိုရင်215ပဲရမယ်။ရပြီနော်။နောက်တစ်ခုကလည်း215တက်မှ85သူက3ငါးရဲဒီမှာ85ဖြစ်လာတယ်။အနည်းဆုံးအပြည့်ဂိမ်းယူခြင်းလဲဆိုတော့215ဒါက ကိုလိုချင်တာ215အပြည့်ကင်းယူမှာသူ့ရဲ့နောက်ကတလုံးကိုစဉ်းစားကြည့်မယ်ချစ်ဖြစ်နေတဲ့အတွက်ကြောင့်ရှစ်ကိုတည်တူလို့ရတာဖြစ်လို့216နောက်တစ်ခုက215တက်မှာ3ငါအနည်းဆုံးခုကိန်းခုကိန်းဆိုတာဒီငါဟုတ်ပြီနော်ခုကိန်းကငါငါချစ်ယူချင်တယ်ဆိုရင်သူ့ရဲ့နောက်ကိုကြည့်မယ်3ကုန်းဖြစ်နေတဲ့အတွက်ကြောင့်ရှစ်ကိုတည်တူလို့မရဘူးဒါကြောင့်မလို့သူက215ပဲယူမယ် နောက်တစ်ခုက215ရက်သမား85အနည်းဆုံးခုကိန်းလိုချင်နေဝင်ခုကိန်းဆိုတော့ဒီထိ5ထိနော်အဲ့ခါကျတော့10ကိုကြည့်မယ်ဒီမှာပြထားတယ်10ကိုကြည့်ရော10ကိုတက်တူလို့ရတယ်ဒါကြောင့်မလို့216ယူမယ်အနည်းဆုံး10ကိန်း10ကိန်းဆိုတော့83 10ကိန်းဆိုတော့83ဆိုရင်ဆမတို့လိုချင်တာကဒီ900ကိုစဉ်းစားကြည့်မှာ900ကိုစဉ်းစားမှာ83ဆိုတဲ့ကိန်းကိုစဉ်းစားမှာဒါဆိုရင်10ကနောက်က3ကိုကြည့်တော့ ရှိ ਉ တူလို့မရဆိုတော့ပြောချင်တာကတော့83ဆိုတာဒီ80နဲ့80ကြားထဲမှာရှိတယ်ပုံနီးတာက80နဲ့ပုံနီးတယ်ဆိုတော့183က180ဖြစ်သွားတော့ဘာပဲနော်3က8ကိုတတူလို့မရအောင်186ဆိုတော့ဆမလိုချင်တာ10ဂိမ်း10ဂိမ်းဆိုတော့86ပါနော်အဲ့ဆိုနောက်က6ကိုကြည့်တဲ့အခါမှာဒီ6ဒီ8ကိုတတူလို့ရတာဖြစ်လို့80ဖြစ်သွားမယ် ဆိုလိုတာဒီခုနလိုပဲ86ဆိုတာက90နဲ့80ကြားထဲမှာရှိတယ်။ဒါပေမဲ့ပိုနီးတာဒီ80နဲ့ပိုနီးတယ်။အားကြောင့်မလို့သူက186ဆိုတာက180။နောက်တစ်ခုကအနည်းဆုံးယာကိန်းယာကိန်းဆိုတော့139ကိုကြည့်မယ်။ဆိုတော့ဒီ3ကိုကြည့်တယ်။3ဒီရှိ ው တတူလို့မရဘူးဆိုတော့သူက100နဲ့ပုံနည်းမယ်။ပြောချင်တာကတော့ခုနလိုပဲဆရာမတို့စဉ်းစားကြည့်မယ်ဆိုရင်139ဆိုတာကလည်း တရားနဲ့နေရာကြားထဲမှာရှိတယ်။ပုံနီးတာဒီတရားနဲ့ပုံနီးတာဖြစ်လို့တရားဟုတ်ပြီနော်။အဲ့ခါကျတော့ဆရာတို့ဒါတော့စဉ်းစားတာပေါ့နော်။၃လီရှိ့ကိုတူတူလို့မရတော့တရားပဲယူမယ်။ဒီမှာကျတော့183မှတ်ကွာ183နံပါတ်၈က183ကိုဆရာမတို့ကအနည်းဆုံးရာခင်းယူမယ်။ရာခင်းဆိုတော့ဆရာမတို့ဒီမှာစဉ်းစားကြည့်မယ်။183ဆိုတော့တရားနဲ့နေရာကြားထဲမှာရှိတယ်။ ဆိုတော့ဒီယာဂိန်းကိုလိုချင်ရင်နောက်ကဂိန်းကိုကြည့်တယ်ခွန်ဒီရှိကိုတိုးလို့ရတယ်ဆိုတော့ဘယ်လောက်ရလဲဆိုတော့200ဆိုလို့ရမယ်နောက်တစ်ခုက125ရက်သမား3နှစ်အနည်းဆုံး10စိတ်ပိုင်းအနည်းဆုံး10စိတ်ပိုင်း10စိတ်ပိုင်းဆိုတာ10လေးစိတ်နေရာပြောဒီနေရာပြောတာဒီနေရာအထိယူချင်တာဆရာမတော်ဒီလိုပဲယူချင်တာဆိုတော့နောက်ကဂိန်းကိုကြည့်မယ်နောက်ကဂိန်းဒီရှိကိုတိုးလို့ရရင်ရှုပ်တိုးလို့ရရင်တိုးလိုက်မယ်တိုးလို့မရရင်အဲ့ဒီအတိုင်းပဲပြန်ယူမယ် အဲ့ဒါဆိုတော့125ရတဲ့မှာ3ပဲယူရမယ်နောက်က4ကရှေ့ကိုတက်တူလို့မရအောင်ဒါပဲနော်နောက်တော့အနည်းဆုံး10စိတ်ပိုင်း10စိတ်ပိုင်းဆိုတော့ဒီထိပဲယူခြင်းနဲ့ဒသမနောက်က10စိတ်ပိုင်းဒါပေမဲ့သူရဲ့နောက်ကဂိမ်းကိုကြီးတဲ့ခါကျတော့10လီစိတ်အ sorry ညာလီစိတ်ညာစိတ်ပိုင်းနေရာကိုကြီးလိုက်တော့ရှေ့ကိုတက်တူလို့ရတာဖြစ်လို့ကျွန်မတို့သူ့ကိုတက်တူပြီးမှယူမယ်125ဒသမ4ဒီမှာဖြစ်ရထားတယ်125ဒသမ4 ဒါပြီးတော့နောက်တော့၁၁ကိုကြည့်မယ်၁၂၅အနည်းဆုံး၁၀စိတ်ပိုင်းအနည်းဆုံး၁၀စိတ်ပိုင်းဆိုတော့သူကဒီမှာ၃ညရှိတာသူရဲ့နောက်မှာလည်း၃ညပဲရှိမှာဆံမဆုံးဖြတ်ဖို့အတွက်ဟုတ်ပြီနော်အဲ့ခါကျတော့ရှေ့ကိုတူလို့မရဘူးမရတာဖြစ်တဲ့အတွက်ကြောင့်120နဲ့5 125ပဲထားပါတော့နောက်က၃ညတော့ဆံမတို့ကနားလည်ဖို့အတွက်ထည့်ထားတာဟုတ်ပြီနော်အနည်းဆုံး၁၀စိတ်ပိုင်းသူကလည်းနောက်မှာဒသမ၃ည၃ညတွေရှိတာပဲ ။ဟုတ်ပြီနော်။အဲ့ခါကျတော့125ဒသမ300ဆိုရရ။နောက်တစ်ခုအနည်းဆုံးရာစိတ်ပိုင်းရာစိတ်ပိုင်းဆိုတော့ဒါပါလဲဆိုရင်ဆဲစိတ်ပိုင်းမဆဲစိတ်ပိုင်းနေရဒါကရာစိတ်ပိုင်းဒီထိယူခြင်းတာ။ကျွန်တော်ဒီလိုလေးယူခြင်းတာ125ဒသမ3လေးဒီထိယူခြင်းနဲ့ဒါဆိုသူ့ရဲ့နောက်ကကင်းကိုကြည့်မယ်။နှစ်ဆိုတော့ရှိကိုတူတူလို့မရဘူး။အဲ့ခါကျတော့အဲ့တိုင်းပဲယူမယ်125ဒသမ3လေး။ထည့်တော့လို့ရရင်တော့မယ်။အဲ့တော့အနည်းဆုံးရာစိတ်ပိုင်း ညစိတ်ပိုင်းဆိုဆရာမတို့လူထိယူခြင်းနဲ့နောက်ကိုတစ်ချက်ကြည့်လိုက်တော့ရှစ်ဆိုတော့ရှစ်ဒီရှစ်ကိုတက်တိုးလို့ရတယ်။ငါးထက်ကြီးရင်ရှစ်ကိုတက်တိုးလို့ရတယ်။အဲ့ခါကျတော့တက်တိုးလိုက်တဲ့ခါကျတော့125တက်မှာ3 5ဆိုပြီးရတယ်။အဲ့ပြီနော်။နောက်နံပါတ်5 125တက်မှာ3အနည်းဆုံးရာစိတ်ပိုင်းရာစိတ်ပိုင်းဆိုတော့ဒီမှာ30စိတ်ပိုင်းဒီမှာ3ရက်ထပ်ဖြည့်မယ်။3ရက်ထပ်ဖြည့်မယ်။ ဒါကရာစိတ်ပိုင်းဆရာမတို့ဒီထိယူခြင်းလားဒါပေမဲ့ဆရာမတို့နောက်ကတလုံးမှာထည့်ပြီးစဉ်းစားရမှာဆိုတော့၃ရက်ထက်ထည့်လိုက်တယ်ထည့်လိုက်တော့ဒီထိယူခြင်းလား၃ရက်ထက်ထည့်လိုက်တယ်သူကလည်းသူ့ကိုရှေ့တူလို့မရတာဖြစ်တဲ့တကြောင်125ရက်တမ3 3ညဆိုရွှေရအောင်ရပြီနော်နောက်တစ်ခုကအနည်းဆုံးထောင်စိတ်ပိုင်း အလေးဆုံးထောင်စိတ်ပိုင်းထိလို့ခြင်းလဲယူသွားမယ်ဒါကဆဲစိတ်ပိုင်း၊ရစိတ်ပိုင်း၊ထောင်စိတ်ပိုင်းဒီချီယူခြင်းလားနောက်မှာဘာရှိလဲဆိုတော့၃ညရှိတယ်အဲ့တော့၃ညကိုထပ်ဖြည့်မယ်ပြီးတော့မှတချို့ကိုတည်တူလို့မရအောင်ဆိုတော့ဒီအတိုင်းပဲပြန်ယူမယ်၁၂၅တသမ၃၄၂၅ရပြီနော်နံပါတ်၁၇က၁၂၅တသမ၃၄၂ကအနည်းဆုံးထောင်စိတ်ပိုင်းဟုတ်ပြီဒါဆိုရင်ဆမ်မာရိုကြည့်မယ် ဒါဆယ်လေးစိတ်ဆယ်စိတ်ပိုင်းရာစိတ်ပိုင်းထောင်စိတ်ပိုင်းဒီကြည့်လို့ရှင်တာဆရာမတို့ကဒီကြည့်ယူမှာဆိုရင်နောက်ကကိန်းကိုကြည့်မယ်ငားကရှေ့ကိုတက်တိုးလို့ရတယ်ငားနဲ့ငားထက်အတက်ဒီရှေ့ကိုတက်တိုးလို့ရတာဖြစ်လို့သူ့ရှေ့ကိုတက်တိုးလိုက်တဲ့အခါမှာ125ဒသမ3 3 4 3ဆိုပြီးတော့ရတယ်ဟုတ်ပြီနော်နောက်တစ်ခုက125ဒသမ3အနည်းဆုံးထောင်စိတ်ပိုင်းထောင်စိတ်ပိုင်းဖြစ်ဆိုတော့ဒါဒီဆယ်စိတ်ပိုင်းရာစိတ်ပိုင်းထောင်စိတ်ပိုင်းဒါဆိုထောင်စိတ်ပိုင်းထိလို့ရှင်ဒီတူလို့ရှင်တာဆရာမတို့က အဲ့ဒါဆိုတော့နောက်ကတလုံးထက်ထည့်ပြီးတော့မှစဉ်းစားမယ်။၃ညနေရှိုပ်တက်တော့မရဘူး။အားကြောင့်မလို့အဖြစ်ဒီ၁၂၅တက်မှာ၃၃ည၃ညဆိုတော့ဒီလိုရတယ်။ ပြီနော်နောက်တစ်ခုဒီ125ရသမ345အနည်းဆုံးတောင်းစိတ်ပိုင်းဆိုတော့ဆံမစစမ်းမယ်ဆယ်စိတ်ပိုင်းရာစိတ်ပိုင်းထောင်စိတ်ပိုင်းတောင်းစိတ်ပိုင်းဒီချစ်စဉ်းစားချင်တာဒီချစ်လိုချင်တာအဲ့ဆိုနောက်မှာတုံညတလုံးဖြည့်ပြီးတော့သူ့ကိုရှေ့ဦးတတူလို့ရမရဆိုတော့မရတဲ့အတွက်ကြောင့်မလို့ဒီအတိုင်းပဲအဖြေထုတ်မယ်125ရသမ345နောက်တစ်ခု125ရသမ345 3465အနည်းဆုံးတောင်းစိတ်ပိုင်းဆိုတော့တောင်းထိဆက်မလို့ယူကြည့်မယ်ဆက်စိတ်ပိုင်းရာစိတ်ပိုင်းထောင်စိတ်ပိုင်းတောင်းစိတ်ပိုင်းဆိုတော့ဒီထိလို့ခြင်းလဲ9ထိနော်အဲ့ခါကျတော့နောက်ခကိန်းကိုကြည့်လေနောက်ခကိန်းကြီးရှေ့ကိုတက်တိုးလို့ရတာဖြစ်လို့ရှေ့ကိုတက်တိုးလိုက်တဲ့ခါမှာ125ဒသမ3426ဆိုလို့ရတယ်ဒီမှာ125ဒသမ3426ဟုတ်ပြီဒီအပိုင်းကိုဆရာမဒီမှာနေရှင်းလိုက်တယ်နော် နောက်တစ်ခု27က125.34နဲ့အနည်းဆုံးတောင်းစိတ်ပိုင်းတောင်းစိတ်ပိုင်းဆိုဆိုဆံမတွေမှာထဆဲဆဲစိတ်ပိုင်းရာစိတ်ပိုင်းထောင်းစိတ်ပိုင်းတောင်းစိတ်ပိုင်းဆိုတော့300တလုံးဖြည့်ဒီထိဆံမတွေလိုချင်တာအဖြည့် ဆိုတော့နောက်မှာတုံညာဖြည့်ပြီးတော့စဉ်းစားမယ်ဒါတော့ကလေးတို့သိပြီလားပဲတုံညာဖြည့်လိုက်ပြီဆိုကြတဲ့ရှေ့ကိုတက်တူလို့မရဘူးဆိုတာသိတယ်အဲ့တော့အဖြေကတော့ဒီတိုင်းပဲလာမှာ125ရက်တမ3 4 2တုံညာတုံညာပါဘာလို့ထည့်ပေးလဲဆိုတော့အနည်းဆုံးတောင်းစိတ်ပိုင်းအထိလိုချင်တာ၄နေရာတသမ၄နေရာအထိလိုချင်လို့ဒါထည့်ဖို့ထည့်ပေးရတယ်ဟုတ်ပြီနော်ဒါကထည့်စီခြင်းလို့ဒီမှာ၄နေရာချီရှားပါဆိုတာမျိုးတွေလာမှာဟုတ်ပြီနော်နောက်တော့၁၂၅တက်မှာ၃အနည်းဆုံးတောင်းစိတ်ပိုင်းဆိုတော့ ဒါလေးဆယ်စိတ်ပိုင်း၊ရစိတ်ပိုင်း၊ထောင်စိတ်ပိုင်း၊တောင်စိတ်ပိုင်းဒီချိဆမတော့ဒီချိလို့ရှင်နေ။ကျွန်တော်နောက်မှာတော့၃ရချင်ရင်လည်းရှေ့ကိုတည်တူလို့မရအောင်ဆိုတော့အဖြေအားဒီတိုင်းလာမယ်။၁၂၅တက်တမ၃၃ည၃ည၃ညညပြီနော်။အဲ့တော့ပုံစံသက်သက်ကိုကြည့်အောင်146တသမ8အမြောက်1တသမ53ဤတန်ဖိုးကိုအတိအကျတွက်ယူပြီးအတိအကျတွက်မယ်တသမ2နေရာအထိအမှန်ယူမယ်အဲ့တော့ဆံတော့ဒါကိုမြောက်မယ်ဒါမြောက်တာကတော့ကလေးတို့ရပြီးသားပါ အဲ3824လေးလေးရင်းနှင်းမယ်အဲ့ဒါမြောက်သွားလိုက်မယ်ဟုတ်ပြီနော်ဥပမာလေးမှလည်းပေးထားပြီးသားဆိုတော့မြောက်သွားဆံမတော့အဖြေပလာရရယ်ဆိုတော့389တမ63လေးဆိုရရတယ်ဒီအဖြေကိုဆံမတော့တမ200အထိဆိုတော့200ဒီထိလိုချင်တယ်ဆယ်လီစိရလီစိထိလိုချင်တယ်ဒါဆိုရင်နောက်ခကင်းကိုဆံမတော့ကြည့်မယ်လေးလေးဒီရှေ့ကိုတွေ့တိုးလို့မရဘူးမရတဲ့အတွက်ကြောင့်တော့သူ့အဖြေက389တမ63ဆိုပြီးတော့မှတမ200အထိအမှန်တန်ဖိုးရသွားတယ် ဆိုပြီးတော့အဲ့ခါကျတော့ကျွန်တော်ကဘာပဲလဲဆိုတော့ဒါမြောက်တာတော့အဲ့တိုင်းပဲဒသမဖြတ်တာကိုကျတော့ဒီအပေါ်မှာရှင်းထားတာလေးရသွားလို့ရှင်းတာလွယ်ပါတယ်မြောက်တဲ့ခါတော့သတိထားရမယ်ဗောလေအဲ့တော့၃ခုကြီးမြောက်ရမယ်ဆိုတော့ဟုတ်ပြီလားပုံစံတက်နစ်ကိုကြည့်အောင်နှစ်ဒသမ၃၃နှစ်အစားဒသမ၃ဤတန်မှုကိုဒသမ၃နေရာအထိအမှန်ရှာပါ အဲ့ဟုတ်ပြီအဲ့ခါကျတော့ဆမရောနေတသမ33နဲ့အစား13တသမ3အဲ့တော့တသမကိုဖြောက်မယ်အရင်ဆုံးတစ်ချက်ကဟုတ်ပြီနော်တသမကနေရာထိရှိရဆိုတော့10နဲ့မြောက်ပိုင်းခြေကိုမြောက်ရင်ပိုင်းဝေကိုလည်းမြောက်မယ်အဲ့ဒါပြီးတော့မှဘလို့ရလဲဆိုတော့ပိုင်းခြေက73သူကတသမတနေရာရွှေ့တယ်နော်နှစ်တသမ33နှစ်ကတသမ30နဲ့မြောက်ကဖြစ်လို့တနေရာရွှေ့တယ်23တသမ3နှစ်ဆိုပြီးရသွားပြီအဲ့တော့ရတဲ့23တသမ3နှစ်ကို73နဲ့စားမယ်ဟုတ်ပြီနော် အဲ့တော့ဆက်မတော့ဒီမှာ73 43 73ဆိုတော့ဒီမှာကျန်တာတက်3ည ကျဲသုံးဝဆွဲတမအပေါ်ပို့တာစားတာလည်းရပါတယ်73.67အနှုန်းမှာ120နှစ်73.9 139 50 39အဲ့တော့ဆရာမတော်ကသူကတမ300အထိရှာခိုင်းတာဖြစ်လို့400အထိရှာခိုင်းလို့ရှိရင်ဆရာမတော်400အထိအဖြေကို400ရောက်တဲ့အထိကိုကတွက်ပေးမယ်400ရောက်ပြီဆိုရင်ရက်လိုက်လို့ရပြီအဲ့တော့ဆရာမတော်ရတဲ့အဖြေကတတမ9938 300အထိပဲဆိုတော့ဒီအထိပဲလိုချင်တာဆရာမတော်ကနော် ဲ့တော့ဘယ်ထိလဲဆိုတော့ဆဲစိတ်ပိုင်းရာစိတ်ပိုင်းထောင်စိတ်ပိုင်းထိထောင်စိတ်ပိုင်းထိဆိုရင်နောက်ကတလုံးအထိရှာပေးမယ်ရှာပေးပြီးတဲ့အခါမှာသူ့ကိုစဉ်းစားမယ်သူက၅ချက်များနေလို့ရှင်ရှေ့ကိုတက်တိုးလို့ရတာဖြစ်လို့ဒီမှာရှစ်ဆိုတာ၅ချက်များတဲ့အတွက်ကြောင့်မလို့ရှေ့ကိုတက်တိုးလိုက်မယ်အဲ့ခါကျတော့အဖြစ်ကြီးတက်တက်မှာခွန်၉၄ဆိုပြီးတော့ရမယ် ရပြီနော်အဲ့တော့ဒါစားတာလည်းလွဲပါတယ်အဲ့တော့စားလက်အိတသမနဲ့နေရာအထိအမှန်တန်မိုးဆွေမဒီမှာတက်တသမခွန်ကိုလေးဆိုရရထားတယ်၃နေရာအထိရှားလို့လဲဆိုရင်တသမ၄နေရာအထိရှားပေးမယ်ဒါ G5 မှာကြရလဲဆံမတို့ဒါအများကြီးတွက်ခဲ့ပြီးသားဟုတ်ပြီနော်အဲ့ဒါတော့တကယ်လို့ဆယ်လီစိတ်အထိတနေရာအတွက်ပဲရှားပါလို့ပြောရင်နှစ်နေရာအထိတွက်ပေးမယ်သုံးနေရာအထိရှားပါလို့ပြောရင်လေးနေရာအထိတွက်ပေးမယ်နော်အဲ့ဒါမှာနောက်ကကြီးကိုကြီးလို့ရမှာ နောက်ကကင်းကိုကြည့်ခြင်းလို့ရှေ့ကိုတက်တိုးလို့ရလားမရဘူးလားဆိုတော့သိခြင်းလို့တလုံးပို့ပြီးတော့ရှာပေးရတာဖြစ်ပါတယ်ဒါဆိုရင်ဒီကြီးတော့ကလေးတို့ကောင်းကောင်းနားလည်သွားပြီထင်တယ်အဲ့တော့ဒီလေ့ကျင့်ခန်းသုံးသမရှစ်ကိုဆရာမကနောက်ဗီဒီယိုတွေမှာဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်။ခုလိုအဆုံးထိနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။